ားလုံးပဲမင်္ဂလာပါရှင်မြန်ခရစ်တို့ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘဝင်တဲ့အလုပ်တွေအေးဒမြတိုက်ခန့်လာရနိုင်ဆိုတဲ့သတင်းနဲ့အတူစီစီနဲ့ထရနိုကြောင့်မှဘာတွေရှိနေတယ်လဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ညီမကတော့စီစဉ်တင်ဆက်သူကီကီပါ ထမအောင်ဆုံးတရင်တဘောအနေနဲ့ဘဝင်တဲ့အလုပ်တွေအေဒီမီယာတိုက်ခင်လာရနိုင်ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Open AI ရဲ့ Project Mercury ဟာဘဝင်တွေရဲ့ financial modeling နဲ့ analysis လိုမျိုးပုံမှန်လုပ်ရတဲ့အလုပ်တွေကို AI ကအလိုလျောက်လုံဆောင်ပေးနိုင်မှုအတွက် investment banker ဟောင်းတွေကိုငားရမ်းပြီး AI ကိုသင်ကြားပေးနေပါတယ်။ Project Mercury ဆိုတဲ့ Open AI project အတင်မှာ financial modeling နဲ့တခြား entry level လုပ်ငန်းတာဝန်တွေကို AI ကအလိုလျောက်လုပ်ဆောင်ပေးဖို့အတွက်ဒီလိုငှားရမ်းတင် जा ပေးနေတာပါ ငါရန်ထားတဲ့အထဲမှာ JP Morgan Chase, Morgan Stanley နဲ့ Goldman Sachs တို့လိုနာမည်ကြီး financial fund တွေကဝင်နေဟောင်းတွေလည်းပါဝင်နေပြီ transition နဲ့အတွက် financial model တွေကိုတိစောက်ပေးပြီး AI အတွက် pro နဲ့ဖန်တီးပေးုံနဲ့တနားရီကိုဒေါ်လာ150ရနိုင်မှာပါ။ဒါအပြင်အစားပြန်ရတဲ့အနေနဲ့သူတို့ဟာ project manager ရဲ့ရလဒ်ဖြစ်တဲ့ open ai ရဲ့ due attitude ကို early asset ရရှိမှာဖြစ်ပါတယ်။ project manager မှာပါဝင်ခွင့်ရနိုင်ဖို့ရှောက်ထားရတဲ့လုပ်ငန်းစဉ်တွေကလည်းမလွယ်ကူလာပါဘူး။ ပထမဆုံးအနေနဲ့ရှောက်ထားသူတွေဟာအေရန်ချက်ပေါ်နဲ့20မိနစ်ကြာအင်တာဗျူးလုပ်ရပြီး financial statement တွေ financial modeling နဲ့ပတ်သက်တဲ့ test တွေကိုဖြေဆိုရပါတယ်။ဒီ project မှာအလုပ်လုပ်ခွင့်ရသူတွေဟာလည်းအသေးစိတ်ညွှန်ကြားချက်တွေကိုလိုက်နာပြီးတပတ်ကို model တစ်ခုထုတ်ပေးရမှာပါ။ထုတ်လိုက်တဲ့ AI model တွေအတွက်လည်း feedback တွေထွက်လာမှာဖြစ်တယ်လို့ AI model တွေကို open AI ရဲ့ system တွေရဲ့မထည့်ခင်အမားတွေပြဿနာတွေကို ရှင်းပေးရမယ့်တာဝန်ရှိပါတယ်။ဒီ project မှာပါဝင်သူတွေဟာ Brookfield, Movadala Investment, Everco နဲ့ KKR လို Financial Fund တွေကနေလာကြတာဖြစ်တယ်လို့ Harvest နဲ့ MID လို့ထိတ်တန့်တက္ကသိုလ်ကြီးတွေက MBA student တွေလည်းပါဝင်ပါတယ်။တကယ်တော့ project mercury ဟာ open ai ကသူ့ရဲ့ ai model တွေကိုဗန်နာရေးအတိုင်းအမြင်ခံလုပ်ငန်းတွေဥပဒေရေးရနဲ့နေပညာလုပ်ငန်းတွေအပါအဝင် လုပ်ငန်းမောင်းများစွာမှာအသုံးဝင်အောင်လုပ်ဆောင်နိုင်တာရဲ့တက်သေးတစ်ခုပါပဲ အခုလက်ရှိမှာ Open AI ဟာဒေါ်လာ900ဘီလီယံတန်ဖိုးရှိနေပေမဲ့အမြတ်ဆုံးရနိုင်မဲ့လုပ်ငန်းပုံစံတွေကိုဆက်လက်ရှာဖွေနေတာကိုလည်းတွေ့ရပါတယ်။ဗဝင်တဲ့တချို့ကတော့အခု Project Mercury နဲ့ပတ်သက်လို့စိုးရိမ်မှုတွေရှိနေပြီးဖြစ်လဲဖြစ်ချင်းစရာပါပဲ။ Entry level ဗဝင်တဲ့တွေနဲ့ရင်းနှီးမြှုပ်နှံမှုပိုင်းက Analyst တွေဟာပုံမှန်အဖြစ်တပတ်ကိုနိုင်80ကျော်အလုပ်လုပ်ရပြီး Major Spine Out စတဲ့ Transition တွေအတွက်အိမ်ဆိုင်မှာ Financial Model တွေတည်ဆောက်ရပါတယ်။ ဒါပြင်တို့ရဲ့အချိန်အများစုကို PowerPoint presentation နဲ့ပြင်ဆင်ရမှာတုံးဆနေရပြီး AI ဆက်လက်တိုးတက်လာတာနဲ့အများ startup အများအပြားကဒီလုပ်ငန်းတွေကို automate လုပ်ဖို့ရည်ရွယ်နေတာကြောင့်ဘဝင်တဲ့အငယ်တန်းတွေဟာအလောက်အကိုင်းလုံးချုံရင်အတွက်ဆိုရင်ပူပန်မှုတွေရှိနေပါတယ်။အခုလိုမျိုးဘဏ်လုပ်ငန်းပိုင်းမှာအောင်မြင်သွားတယ်ဆိုရင်တော့ trading ဘက်ကလည်း open AI ကိုရင် train ပြီးထုတ်ထားတဲ့ trading model တွေထွက်လာနိုင်ပြီး trade success rate တွေဘယ်လောက်ရှိပါတယ်ဆိုတာမျိုးတွေကိုကြေညာပြီးထုတ်လာတာမျိုးတွေအထိတွေ့လာရနိုင်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စီစီနဲ့ Trend တို့ကြားမှာဗားရီရှိနေတယ်လဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Trend ရဲ့စီစီလူငယ်ချမ်းသာခွင့်ဟာဝေဖန်မှုအနေငယ်နဲ့ရင်ဆိုင်နေရပါတယ်။ရှာဟာ Vinyl Founder Champion ကြောင့်လူငယ်ချမ်းသာခွင့်ပေးခဲ့တာဟာလူကောင်းနဲ့အများကြီးက တောင်းဆိုခဲ့ကြလို့ဖြစ်ကြောင်းဆိုခဲ့ပါဗျ။ဒါ့အပြင် CG ဟာ Vinyl အစိုးရရဲ့မတရားလုပ်တာကိုခံခဲ့ရတယ်လို့ CG ကို အပြေမှာတစ်ခါမှမတွေ့ဘူးပေမဲ့သူ့ဘက်ကဆက်ဖို့အများကြီးရှိခဲ့ကြောင်းလည်းဆိုသွားပါသေးတယ်။ ဒီတရင်ထွက်လာပြီးနောက် BNB token, Aster token နဲ့ Trend ရဲ့မိသားစု Crypto Company, World Liberty Financial ရဲ့ WLFI token တို့ဟာ900ခိုင်နှုန်းနဲ့1900ခိုင်နှုန်းစီအတီးတီးဈေးတက်ခဲ့ပါတယ်။ CG ဟာ2023ခုနှစ်မှာ Effective Anti Money Laundry Program ကိုထိန်းသိမ်းမှုပြက်ကွက်မှုနဲ့အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီးဒဏ်ငွေဒေါ်လာ90မီလီယံဆောင်ခဲ့ရပါတယ်။ဒူဘိုင်ဆိုင်နဲ့ Binance Company ကလည်းအမှုရတစ်စိတ်တစ်ပိုင်းအနေနဲ့ဒေါ်လာ4.3ဘီလီယံပေးဆောင်ခဲ့ရပါတယ်။ CGN အနေနဲ့ထောင်နယ်လေးလာကြခန့်တံငွေပေးဆောင်ပြီးနောက်မှာဘိုင်နက်ကိုစီမံအုပ်ချုပ်ခွင့်မရှိတော့ကြောင်းအမေရိကန်အစိုးရကအမိန့်ချထားခဲ့တာပါအခုတော့ထရမ်ဘတ်က CC ကိုလူငယ်ချမ်းသာခွင့်ပေးလိုက်ပြီဖြစ်လို့ CC ရဲ့ဘောချမှတ်ထားတဲ့တင်းကျပ်မှုတွေပယ်ပြတ်သွားတာဖြစ်တယ်လို့ဒီလူငယ်ချမ်းသာခွင့်ဟာလည်းစီးပွားရေးအရာအကျိုးစီးပွားတွေပါနေကြောင်းဆွဆဲမှုတွေရှိနေပါတယ် တကယ်တော့စီစီနဲ့ထရန်တို့ကြမှာစီးပွားရေးအရာဆွေးနွေးမှုတွေရှိနေကြောင်းဒီနေ့အစောပိုင်းမှာတည်းကတတိယနေ့ထွက်နေခဲ့တာပါထရန်မှာ different platform ဖြစ်တဲ့ World Liberty Financial ဟာ Finance US ရဲ့ share ဝယ်ဖို့ဆွေးနွေးနေကြောင်းတတိယနေ့ထွက်ခဲ့တယ်လို့လာအနေငယ်အကြမ်းမှာ Abu Dhabi အခြေစား MGX က Finance မှာယင်းဒီမြုံနေရမှာ World Liberty ရဲ့ USD1 stable coin ဒေါ်လာ2ဘီလီယံပို့အထိအသုံးပြုခဲ့ပါတယ်ဒါအပြင် Trend Token ထွက်လာချိန်မှာလည်း finance ဘက်ကနေချက်ချင်းနီးပါး list ပေးခဲ့တဲ့အထည်ဖြစ်ခဲ့ပြီး event တွေပါလုပ်ပေးခဲ့ပါတယ်။ဒါကြောင့် CC finance နဲ့ trend တို့ကြမှာဘလို့အပေးယူတွေရှိထားတယ်ဆိုတာစိတ်ဝင်စားနေကြပြီး crypto industry အပေါ်ဘလို့အကျိုးသက်ရောက်နိုင်တယ်ဆိုတာကိုလည်းသိချင်နေကြပါတယ်။ဒါကတော့မြန် crypto ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။